င်္ဂလာပါခင်ဗျာအခုချိန်ကစားပြီး2025ခုနှစ်ဧပြီလ30ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် ပခုတ်ကူခရိုင်တွင်ကပကားဖာများပူပေါင်းဆောင်ရွက်သွားမယ်ဖြစ်ကြောင်းသဘောထားထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးကြပါရစေ။မကွေးတိုင်းပခုတ်ကူခရိုင်တွင်ရှိရေစကြိုးပေါက်နှင့်မြိုင်းမြို့နယ်များမှာပကားဖာဖွဲ့များစည်ရေးကိစ္စဖြစ်စီအပြန်လည်လိုအပ်ချက်များကိုကူညီပံ့ပိုးပူပေါင်းဆောင်ရွက်သွားမယ်လို့ဧပြီလ29ရက်နေ့မှာသဘောထားထုတ်ပြန်လာပါရစေ။မြို့နယ်ဇုံတိုက်နယ်ရဲကျေးပကားဖာဖွဲ့များအနေနဲ့စည်ရေးကိစ္စရများဖြစ်စီနေမြေတွင်ကအဖွဲ့အစည်းအချင်းချင်းတင်းမြန်ကောင်းမွန်စွာရေရှည်ဆက်ဆံနိုင်ရင်းနဲ့အပြန်လည်လိုအပ်ချက်များကို ကုညီပံပိုးဆောင်ရဲ့နိုင်ရေးအတွက်ခရိုင်တွင်းမှာမြို့နယ်ပကဖတာဝန်ခံများမြေပြင်မှာမျက်နာဆောင်ကြီးတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။မြေပြင်မှာတွေ့ကြုံနေရတဲ့ပကတိအခက်အခဲများပေါ်နိုင်ငံရေးစစ်ရေးနယ်မြေလုံခြုံရေးနဲ့ဒေသတွင်းမှာတော်လိုင်းအင်အားကောင်းစေဖို့အတွက်စိတ်တူကိုယ်တူတသားတွေလက်တွဲညီစာဆောင်ရွက်သွားမယ်လို့အသိပေးဖော်ပြထားပါတယ်ခင်ဗျာ။ ဗမော်စကခ21နဲ့ခလာရ49တို့မှာတိုက်ပွဲပြင်းထန်နေပြီးစကခ21မှာတက်မိသားစုဝင်တရားကျော်လက်နက်ချကြောင်းတရင်ထွက်ပေါ်နေတာကိုတင်ပြပေးကြပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကတိမ့်ပိုက်ရန်တန်းရှိနေတဲ့စကခ21နဲ့ခလာရ49တို့မှာတိုက်ပွဲများပြင်းထန်နေပြီးစကခ21မိသားစုဝင်များတရားကျော်လက်နက်ချခဲ့ကြောင်းတရင်ထွက်ပေါ်နေပါတယ်။ ဧပြီလ25ရက်နေ့မှာ KIA ပူပေါင်းတပ်တွေက တကြောပြန်တိုက်ပွဲပြန်လည်ဆတင်ခဲ့ပြီးတဲ့နောက်မှာစကခ27ခလာရ49စူပေါင်းယုံစီပင်ယုံဝင်းလိုက်ဟိုတယ်ကံဦးကျောင်းအထကတင်နဲ့ Glassy KTV တို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကတိုက်ပွဲများပြင်းထန်နေတယ်လို့ဆိုပါတယ်လက်ရှိမှာ KIA ပူပေါင်းတပ်တွေကစကခ27တရင်ကိုအပြည့်သက်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီစကခ27တရင်တွေကဘ ਹੁ ကင်းတဲ့အထိတိုက်ခိုက် ေစေဖြစ်တယ်လို့ကချင်ညူးစ်ဂရုကဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီတပ်တွေကဗမော်မျိုးလက်မလို့ရရေးအတွက်လေကြောင်း drone လက်နက်ကြီးတွေနဲ့ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။ ဧပြီလ29ရက်နေ့မှာစစ်ကောင်စီရဲ့စကခ21တရင်တွေကတပ်မိသားစုဝင်တရားကျော်ဟာ KIA နဲ့ပူးပေါင်းတပ်တွေထံကိုလက်နက်ချခဲ့တယ်လို့သတင်းထွက်ပေါ်နေပြီးတီးခြားတီးပြနိုင်ခြင်းမရှိသေးပါဘူး။ဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းမှာမြို့သိမ်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီးငလျင်ဘေးတင်ချိန်မှာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိ KIA ပူးပေါင်းတပ်တွေဘက်ကယာယီထိုးစစ်ရနာခဲ့ကြကယခုအချိန်မှာတကြောပြန်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မော်လမြိုင်ရေဖျားသုံးစုလန်းကတက်ကောကိတ်စကန်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာနှစ်ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။မွန်ပြည်နယ်တန်ပြူစီရဲ့မြို့နယ်မော်လမြိုင်ရေဖျားသုံးစုလန်းဆောင်ကစစ်ကောင်စီရဲ့တက်ကောတက်ကိတ်စကန်ကိုဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ရမညစစ်ကြောင်းကတဲ့ရင်ထုတ်ပြန်ထားပါရစေ။ ဧပြီလ29ရက်နေ့နေ့လယ်တနာရီချိန်မှာတက်ကောဂိတ်တက်စကန်ကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှလည်း120မမ40မမအပါဝင်လက်နက်ငယ်များနဲ့ပြန်လည်ပြစ်ခတ်ခဲ့ကာ7မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖက်က2ဦးသေဆုံးခဲ့ပြီး5ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာရမညစစ်ကြောင်းဘက်ကထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရှိရပါတယ်။ရမညစစ်ကြောင်းကိုမွန်တော်လိုင်းရေးတပ်တွေဖြစ်တဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်ပြည်သက်ပါတီစစ်အာဏာ ှင်တိုက်ဖြတ်ရေး NMSB AD မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF တို့က2025ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာပူးတွဲဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ တောင်ခမ်းရွာနီးတိုက်ပွဲမှာစစ်ကောင်စီတပ်မအစိမ့်ငွေဘုံ17လုံးနဲ့လက်နက်ကြီး26လုံးအုံပြူတိုက်ခိုက်ခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။နောင်ချုံမြို့နယ်တောင်ခမ်းကျွော်နီးရှိ900နှစ်တစကံအနီးမှာဧပြီလ29ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မအစိမ့်ငွေဘုံ17လုံးနဲ့လက်နက်ကြီး120 mm 26လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNL မှတရင်ထုတ်ပြန်ထားပါရစေ။ ဧပြီလ29ရက်နေ့မနက်၈နာရီမှညနေ3နာရီ40အထိစစ်ကောင်စီတပ်ဟာ902နဲ့453တပ်စခန်းတွေမှာလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းအစိမ့်ငွေပုံများနဲ့လေကြောင်းမှကျဲချတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ဟာအပြစ်ခတ်ရစေးကာလကိုဧပြီလကုန်ထိထပ်မံတိုးမြှင့်ထားတော့လေပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့မြို့နယ်များမှာစစ်အင်အားဖြည့်တည်ခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲမရှိတဲ့နေရာများကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်းများ ဆက်လက်လှုံ့ဆော်လျက်ရှိတယ်လို့သိရှိရပါတယ်ခင်ဗျာကလေးဝမြို့နယ်ရှိကျေးရွာ၃ရွာကို Y12 နဲ့ဘုံကျဲတိုက်ခိုက်မှု၂ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးချင်ပါတယ် ဧပြီလ29ရက်နေ့မွန်လယ်ပိုင်းမှာကလေးဝါမြို့နယ်တွင်ရှိကျွဲနံရွာ၊စိန်ကောင်းရွာနဲ့ဂဇက်ရွာတို့ကိုဝိုင်း12လေးရင်နဲ့ဘုံသီးများကျဲချကအကြောင်းမဲ့တိုက်ခိုက်ခဲ့ကြောင်းကလဝ People Defense Organization မှသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုကြောင့်ကျွဲနံရွာနဲ့ဂဇက်ရွာမှာရဲသားပြည်သူများထဲမှာအသက်58နှစ်အရွယ်အမျိုးသားတူနဲ့အသက်54နှစ်အရွယ်အမျိုးသမီးတူပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်ဒဏ်ရာရရှိသူ၃ဦးရှိပြီးနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိ ိရပါတယ်ခင်ဗျာကျွန်းစုမြို့နယ်မှာစည်ရေးလှုပ်ရှားမှုများရှိနေတာကြောင့်ပြည်သူများသတိထားကြဖို့အသိပေးဆိုခဲ့တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။တနင်္လာနေ့တိုင်းကျွန်းစုမြို့နယ်အတွင်းစည်ရေးလှုပ်ရှားမှုများရှိနေတာကြောင့်ဒေသခံမိဘပြည်သူများသတိထားရှောင်ရှားကြဖို့နဲ့တိုက်ပွဲဖြစ်ပွားပါက လုံခြုံတဲ့နေရာများတွင်သာနေထိုင်ကြဖို့အသိပေးထုတ်ပြန်ထားပါတယ်။ကျွန်းစုမြို့နယ်တွေကကပင်အုပ်စုမိုင်းတွေးကျွာ၊ဗန်တနယ်အုပ်စုရှောင်းတာမော်ကျွာ ကျဲခရံအုပ်စုပဲ့တိုင်းရမုံဖျားထွက်တင်ငန်းဆောင်ဒဇင်စားတဲ့ကျွေးရွာများမှာကျွန်းစုမြို့နယ်ပကဖာနဲ့တရင်းသာမြို့နယ်ပကဖာအဖွဲ့များပူးပေါင်းပြီးစည်ရေးလှုပ်ရှားမှုများရှိနိုင်တယ်လို့အသိပေးထားတာဖြစ်ပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့နှွေဦးလင်ပါ